မျိုးတို့ပါမိစာရွက်တွေသိရင်ကောင်းကောင်းသိညပါနော်အာပါမိစာရွက်၃မျိုးအဲ့ဒါတက်တာတွေ့ဘူးတယ်ဘလို့လဲဆိုတော့အထာနေရာအထာလွဲတာပေါ့နော်ပထမတစ်မျိုးကကြတော့အာဒီတိုက်ခန်းရဲ့အပေါ်ဆုံးတက်မှနေတာအာသူကဒီပါမိစာရွက်တွေကိုအဝိဘီယိုထဲမှာထားတာအဝိဘီယိုကကျိတ်ပေါင်းတာနော်ကျိတ်ပေါင်းတာအဝိဘီယိုထဲမှာဟလား ခါမိုးကနေပောက်ပြီးတော့ကြတော့ဒီအဝိပီယိုကိုရေကြတယ်အဝိပီယိုရေကြပြီးတော့ကြတော့မှအဝိပီယိုကနေပြီးတော့ကြတော့မှပါမစ်စာရွက်ပေါ်ကိုဟိုအဝါအဝိပတွေပေါ်ကိုရေကြတယ်ရေကြပြီးတော့အစိုးတက်ရှိသွားတယ်အစိုးတက်ရှိသွားတဲ့အခါမှာချချไก่တာเนาะချတက်သွားတာเนาะတကယ်ကတော့သူကဟိုဟာနဲ့အိတ်နဲ့ clear bag နဲ့ထည့်ထားတယ်ဒါပေမဲ့ချကပေါက်အောင်ไก่သွားတယ်ပေါက်အောင်ไก่သွားပြီးတော့ကြတော့ပါမစ်ကိုအပေါက်တွေဖြေအောင်ไก่သွားတယ် အဲဆိုတော့เนาะဒါကြိတ်ပေါင်းတာအဝိပီကိုထဲမှာထားတာအာနောက်ပြီးတော့ white char ရိုက်သွားပြီးတော့ကြတော့ချတက်ပြီးတော့ကြတော့အာပါမစ်ဆိုင်ရဲ့ပောက်သွားတယ်အဲအဲ့ဒီဥစ္စာကတော့တွေ့ဘူးတာကြာပြီးအဲ့ဒီဟာကတော့သူကပါမစ်အဲပါမစ်ပျက်စီးရေဆိုးပျက်စီးပျောက်ဆုံးတဲ့ခရံရှောက်လိုက်ရတယ်နော်အဲ့အဲ့ဒါကတော့ခဆောဆောရမလို့ခရံရှောက်လို့ရတယ်အဲဒါမဲ့ပါမစ်ကဟိုစကားပေါက်နင်းနီးကိုပောက်သွားတယ်ခေအဝါကချကပတ်ပြီးတော့ကြတော့ကြိုက်လိုက်တယ် အဲအဲ့ဒါတခါတွေ့ရဘူးလေ။နောက်ဒုတိယတစ်ခုကကြတော့ပါမစ်ကိုနော်ပါမစ်ကိုဝှေ့ရအောင်ထားအိတ်တာ။ဝှေ့ရအောင်ထားအိတ်တဲ့ကမှာခလေးရသေးပန်းခလေးသေးပန်းလိုက်တဲ့အတွက်ပါမစ်ပေါ်မှာသေးကွက်ချင်းနဲ့ဝါဝါအကွက်ချင်းနဲ့နော်ရှင်းနေရဟိုရောင်မန်းမလာဘူးဆိုပြီးရှင်းနေရညင်းလိုက်တယ်။နော်ဝှေ့ရအောင်ထားအိတ်တဲ့ဥစ္စာလည်းမထားကြပါနဲ့။နောက်နံပါတ်3တွေ့ရတာကပါမစ်က ောက်ကဆာရွက်သုံးရွက်ကကောင်းတယ်ပြဿနာမရှိဘူးအပေါ်ကဓာတ်ပုံကဝိုင်းချာရိုက်ပြီးတော့ကျတော့ပြက်နော်ဟိုဆာဝါပေါ့ဝိုင်းချာရိုက်ပြီးတော့မှုတက်သွားတယ်ဓာတ်ပုံကိုမှုတက်သွားတယ်ပြက်သွားတယ်နော်အဲ့ဒါတွေဆိုရင်လည်းရောင်းပန်းဝယ်ပန်းမနှပါဘူးဆာရွက်ကြောင်လည်းပွဲပြက်တတ်ပါတယ်နော်နောက်ဆာရွက်ပဲရောင်းဝယ်လုံးမဲ့လူတွေကအဲ့လိုဆာရွက်တွေဝယ်လို့မရပါဘူးဟိုနေမဲ့သူတိမ့်မဲ့သူအာခရံဖောက်မဲ့လူတွေကတော့ဝယ်လို့ရပါတယ် ်နော်အာဆိုတော့ကြာတော့ဆိုတော့ကြာတော့ပါမစ်ဆိုင်ရွက်တွေသိရင်ကောင်းကောင်းလေးသိမ့်ပြကြပါကောင်းကောင်းလေးမသိရင်ဆိုင်ရွက်ကြောင်းပွဲပြတ်တတ်တယ်ဆိုတာကိုဒီဗီဒီယိုလေးနဲ့ share လုပ်လိုက်ပါတယ်ရှင့်